ိုင်းနိုင်ငံဟာမြန်မာနိုင်ငံရဲ့မြင်းကလင်းကယ်ဆယ်ရေးမှာကုညီဖို့စနေနေ့ကတတိယတုတ်ကယ်ဆယ်ရေးသမားတွေဆေးလုခဲ့တယ်လို့သိရပါဗျ။ထိုင်းဆိုရတော်ဝင်ထိုင်းစစ်တပ်ကိုဘေးအန္တရာယ်ကယ်ဆယ်ရေးမှာဥဆောင်ဖို့နဲ့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီညှိနှိုင်းဆောင်ရွက်ဖို့တာဝန်ပေးရခဲ့ပါဗျ။ထိုင်းနိုင်ငံရဲ့တတိယတုတ်ကယ်ဆယ်ရေးအဖွဲ့မှာတော်ဝင်ထိုင်းစစ်တပ်ကအရာရှိ18ဦးနဲ့ဤသူ့ကျမ်းမာရေးဝန်ကြီးဌာနကခြေပန်းဆိုင်ရာအဖွဲ့ဝင်30ဦးပါဝင်ပါတယ်။ မြမမြင်ကလေးဖေးမှာကဲစေးဆောင်ရွက်ဖို့စိတ်ပိုင်းပြတ်ထားတဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုကျေးဇူးတင်ရှိတယ်လို့ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကအငြေရန်အတွင်းဝင်ဒေါက်တာဦးပက်စတန်ကာဝီပေါင်ကပြောကြားခဲ့ပြီးအဆိုပါဆောင်ရွက်မှုကထိုင်းနိုင်ငံရဲ့ဒုသားချင်းစာနာမှုမစ်ရှင်ကိုထင်ရှားစေတယ်လို့ဆိုပါတယ်။အဓိကမစ်ရှင်မှာမြင်ကလင်ဘေးတင်ပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့မြမအာဏာပိုင်တွေကိုကူညီဖို့နဲ့ပြည်내တိဆောက်ရေးမှာပံ့ပိုးကူညီဖို့ဖြစ်တယ်လို့သိရပါတယ်။ ထိုင်းစေပတ်ဆိုင်ရာအဖွဲ့ဟာဝေးလံခေါင်ပြဒေတာတွေကပြည်သူ160ဦးကိုကျန်းမာရေးစောင့်ရှောက်မှုစောင့်ရပေးကအင်ဂျင်နီယာအဖွဲ့ကယာယီနေစရာတွေမိဟစနစ်တွေနဲ့ဆက်သွယ်ရေးစနစ်တွေတိစောက်ခဲ့ပါတယ်။ဧပြီလ10ရက်ထိမြန်မာနိုင်ငံမှာမြင်းကလင်းကြောင့်လူ3603သေဆုံးက142ဦးပျောက်ဆုံးနေပြီးနေထောင်ရှိရာကျော်ဒဏ်ရာရရှိခဲ့တယ်လို့ အာဆီယံဘေးရန်ရဲ့စီမံခန့်ခွဲဆိုင်ရာလူသားချင်းစာနာမှုအခုအနီးနှိမ့်နိုင်ဆောင်ရွက်ရေးစင်တာရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ရင်းကနေနှုတ်ခတ်မှုကြောင့်ထိုင်းနိုင်ငံမှာလူ30သေဆုံးခဲ့ပြီး38ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ရင်ငင်းဘေးသင့်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုအကူအညီတွေဆက်ပေးနိုင်ဖို့ယာယီစေယုံတေယုံတိဆောက်ဖို့မနေရှာအစိုးရကမူအားဖြင့်သဘောတူလိုက်ပါတယ် ဝင်းကြီးချုပ် NYI Ibrahim ကအဆိုပါကိစ္စပေါ်ပြီးခဲ့တဲ့အပတ်အစိုးရအဖွဲ့အစည်းအဝေးမှာသဘောတူခဲ့တာလို့နိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်ကပြောပါရယ်မြန်မာနိုင်ငံမှာစုစုပေါင်းဆေးရုံလေးခုပြိုကျခဲ့ပြီးအထူးကုရေကုသပေးတဲ့ရွေးရှားစည်းကမ်းတွေလိုအပ်နေပါတယ်လိုအပ်တဲ့ဆေးဘက်ဆိုင်ရာကိရိယာတွေဖို့ဆောင်နိုင်ဖို့မနေ့ရှာစစ်တဲ့ကျန်းမာရေးဝန်ကြီးဌာနတို့ကိုကျွန်တော်တို့မေးမြန်းထားပါတယ်လို့သူကဆိုပါရယ်မြန်မာနိုင်ငံဟာဆေးဘက်ဆိုင်ရာအကူအညီတွေအပြင် ရေတန့်စင်စနစ်တွေရွက်ဖြင့်တဲတွေလိုအပ်နေတယ်လို့၎င်းကနိုင်ငံခြားရေးဝန်ကြီးဌာနမှသတင်းတောက်တွေကိုပြောပါရယ်။ယာယီစိမ့်ယုံကိုခွဲစိတ်ခန်းတွေ X-ray ဆက်တွေဂရင်30ကျော်တက်ဆင်သွားမယ်လို့သူကဆက်ပြောပါရယ်။ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဆေးဘက်ဆိုင်ရာကရိယာတွေနဲ့အခုနီရီရဲ့လုံခြုံရေးချင်းချောက်ခံရပါက၎င်းတို့ကိုချက်ချင်းပြန်ခေါ်မယ်လို့မိုဟာမက်ဟက်ဆန်ကပြောပါရယ်။မလေးရှားတည်စိမ့်သမားတွေသို့မဟုတ် အာဆီယံနိုင်ငံတွေကကယ်ဆယ်သမားတွေရဲ့ဒုံကြုံရေးချင်းချောက်ခံရရင်ကျွန်တော်တို့သူတို့ကိုချက်ချင်းပြန်ခေါ်မှာပါကျွန်တော်တို့ကယ်ဆယ်သမားတွေစဉ်လွတ်တာဟာအန်ဒီအရရင်ဆိုင်ရဖို့မဟုတ်ပဲငလင်ပေးတင်ပြီးသူတွေကိုကူညီဖို့တာဖြစ်ပါတယ်လို့၎င်းကရှင်းပြပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းမြင်ကလေးလှုပ်ခတ်ပြီးနောက်လူသားချင်းစာနာမှုမေရှင်ရဲ့ဒစိမ့်တပိုင်းအဖြစ်မိုဟာမက်ဟက်ဆန်ကဧပြီလ9ရက်မှာမြန်မာနိုင်ငံကိုတရက်ကြာသွားရောက်ခဲ့ပါတယ် မနေရှာအစိုးရဟာမြင်းကလင်းဘေးသက်မြမပြည်သူတွေကိုပံ့ပိုးကူညီမဲ့ကနအူးလူသားချင်းစာနာမှုအကူအညီဖြင့် Ringgit စေတန်းထောက်ပံ့ဖို့မက်ရှင်30ရက်မှခရီးပြုတ်ခဲ့ပါတယ်